ဟယ်လိုဘာလို့ဝေမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့နီးပြ MO ရင်ကတော့ကျွန်တော်တို့ညာနောက်ခံညာဝင်းဘက်မှာကစားနေတဲ့ဒီကိုဒါလောနဲ့ပတ်သက်တဲ့အခြေအနေကို update လုပ်လာတာတွေကျွန်တော်ရှိတယ်ဆိုတော့ breaking news ဖြစ်ပေါ့နော်နောက်ခံလူဒီကိုဒါလောကခြေတလုံးကျွက်သားဒဏ်ရာကြောင်းယာဒီကုံထိအနားယူရနိုင်တယ်ဆိုပြီးတော့နီးပြ MO ရင်ကအတီးပြုတ်ထားတာဆိုတော့နီးပြပြောတဲ့စကားကိုကျွန်တော်ကြည့်ရရင်ဒီကိုဒါလောကအနားယူရတော့မှာဖြစ်တယ်ပေါ့နော် ဘယ်လောက်အကြာကြာအချိန်ထိအနားယူရမလဲဆိုတော့အတိအကျမသိရသေးပေမဲ့လာမယ့်ပွဲတွေအတွက်တော့တေချာပေါက်သူပါနိုင်ဖို့မရှိဘူး။ယာဒီအကုန်ထိလည်းဖြစ်သွားနိုင်ခြင်းရှိတယ်ဆိုပြီးတော့သူပြောထားတယ်။အာမက်တီယာလိုကတော့ကစားဖို့နီးကပ်လာပြီးဖြစ်တယ်လို့ဒီလစ်လည်းကစားဖို့နီးကပ်လာပြီးဖြစ်တယ်။အေဒင်ဟေဗင်ကတော့ကစားဖို့အဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့အမိုရင်ပြောထားတယ်။ဆိုတော့ ဒီကိုဒါတော့နဲ့ပတ်သက်လို့ပေါ့ကျွန်တော်ပြည်သက်တွေအတွက်ကတော့ဗျာဒီအာဒီကိုဒါတော့ဘာဖြစ်လဲသိရမလားမဟုတ်လေကောင်းတာမှမဟုတ်တာဘာညာမြင်ကြတာပေါ့တကယ်တမ်းကဟိုဒါတော့ဟာအတင်းရဲ့ squad မှာ imminent ရေးကြီးတဲ့ player ပါဘာကြောင့်အလို့ပြောရလဲဆိုလို့ရှိရင်နံပါတ်1ဒီကိုဒါတော့နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒါကစားမချီသွမ်းကဗျာထင်တဲ့လောက်ထိတည်ငြိမ်တဲ့ performance တွေပြထားတာတော့မဟုတ်ဘူးပေါ့နော်သို့တော်လည်းပဲအမြဲတမ်းနေရာတနေရာကိုသူအမြဲတမ်းကစားလို့ရတယ် left wing ဘက်နေရာကစားမလား right wing ဘက်နေရာကစားမလားနီးပြအံမှုတွေအတွက် ခေါင်းရှုပ်เสียတနည်းအားတက်တာတဲ့ဒါပင်ကစားမကဒီဘယ်လိုပြောမလဲဒီ fit လဲဖြစ်တယ်ဆိုတဲ့ခါကျတော့ဗောနောအသင်းတို့အများကြီးအားကိုးလို့ရခဲ့တာအပြောင်းလဲတွေလုပ်ချင်နေဆိုလို့ရှိရင်အရန်ကုန်မှာပဲဖြစ်ဖြစ်ပွဲထွက်လူစင်းမှာပဲဖြစ်ဖြစ်သူကအမြဲတမ်းရှိနေတာဒါကြောင့်နီးပြားဖြစ်သူအမူရင်တို့ဒီလိုမျိုးပွဲတိုင်းနီးပါးကန်နေရတဲ့ဒီကိုဓာတ်လောက်ကိုဒီလောက်ထိကျွန်တော်တို့လက်လွတ်ရတယ်ဆိုတာမျိုးကတော်တော်လေးကိုကျွန်တော်တို့အတွက်ဗောနောဒါအခြေအနေမကောင်းဘူးနီးပြားတို့အခြေအနေမကောင်းဘူးသူတပင်းကျွန်တော်တို့အနေနဲ့ယူရိုပါလီပွဲတွေပါတယ်ကျွန်တော်လာတော့မှာ နော်ဆိုတော့အချိန်ကြီးကမကောင်းဘူးဗျာဆိုတော့အခုလည်းရှိသလိုရှင်ကျွန်တော်ဝင်းဘတ်မှာဘယ်သူတွေရှိနိုင်မလဲနော်ဒီကိုဒါတော့မရှိတော့ဘူးဆိုတဲ့အခါကျတော့မာစတာဝေကျွန်တော်တို့ရှိမယ်မာစတာဝေရှိမယ်ပက်ထရစ်ဒူရူကူကျွန်တော်တို့ရှိမယ်ဒါပဲဒါပဲဘယ်သူမှမရှိဘူး Harry Armes ကတအားငယ်သေးပြီးတော့ Europa League Semi Final ကိုပွဲမျိုးမှာထည့်ကစားဖို့အတွက် ready ဖြစ်ပြီလို့ကျွန်တော်မထင်ဘူးနောက်တစ်ခုကမာစတာဝီနဲ့ပက်ထရစ်ဒူကူနှစ်ယောက်ရှိတာပဲလို့ပြောအောင်ကလည်းမာစတာဝီလက်ရှိကစားအနေနဲ့ right center back နေရာမှာဘယ်သူကစားမလဲအဲ့ဒီမှာမကွိုင်းရရှိမယ် ပြီးလို့ရှိရင်အဲကျွန်တော်တို့ဒါလနီယိုလိုရှိမယ်ဒါပဲကျွန်တော်မှဒီနှစ်ယောက်ပဲကျွန်တော်ရှိသေးတာเนาะဆိုတော့အခုချိန်ထိကျွန်တော်တို့အနေနဲ့ဒီအရေးကြီးပါတယ်ဆိုတော့ Eden Heaven တို့เนาะ ready မဖြစ်သေးဘူးဗျာဆိုတော့အသင်း delete ဆိုလို့ရှိရင်လည်းနီးစက်နေပြီလို့ပဲသူပြောထားတာဒါကြောင့်ဘယ်တော့ကျွန်တော်ကြည့်ရင်အသင်းရဲ့ခံစစ်မှာပြဿနာတွေတက်နေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လက်ရှိ Master Wii ကအမြဲတမ်းဒီဘ right wing ဘက်မှာကစားနေရတာ sorry က right center ဘက်မှာကစားနေရတာဘာလို့လဲဆိုတော့ကျွန်တော်တို့မှာ dialogue right wing ဘက်မှာရှိလို့ပဲ ဆိုတော့ဒါလို injury ပြဿနာကြုံသွားတာကအသင်းတွက်တရင်ဆိုပါနောက်တစ်ခုကတော့ဒါတတိထားအသင်းတာပေါ့နော်အသင်းတာဝန်ရှိသူတွေအနေနဲ့ဘာလို့လဲဆိုတော့ဒီကိုတားလို့ဟာပွဲကစားရတဲ့မိနစ်တွေအင်မတန်များပါတယ်တရားဒီမှာဆိုလို့ချင်းတတော်ကိုတိတာတယ်တအားများတယ်ပေါ့နော်ပွဲတိုင်းနှိပါလို့ကိုသူကစားနေရတာဒါတော့မှကျွန်တော်ဟိုတနေ့ကဝူပန်ဟန်နေတဲ့ပွဲမှာသူ့ကိုအတိုင်းတာတစ်ခုကြီးအနာပေးပြီးတော့ဒုတိယပိုင်းကျမှကျွန်တော်ထည့်တာနော်ဆိုတော့တတတာဟိုအဲ့လိုမျိုးပွဲဆက်တွေများတဲ့အခါကျတော့အခု injury ကြုံရတာဘာသူမဆိုပွဲဆက်တွေများရင် injury ကြုံရတယ်ဗျာ ဘရူနိုဖာန်ဒက်စ်ကတော့ချွင်းချက်ပေါ့လေလီဆန်ဒိုမာရီနက်စ်တို့ဆိုလို့ရှင်လည်းပဲဒီတိုင်းပဲဘသူ့ကိုပဲကျွန်တော်ကြည့်ကြည့်ပေါ့နော်ကစားလာပွဲတွေဆက်နေတယ်ဆိုလို့ရှင်ကျွန်တော်တော်တော်ဒုက္ခရောက်ပါတယ်ဒါကြောင့်ဒါလိုရဲ့အချင်းကြီးကတော်သေးတာတကူကတော့ယာစီကုန်ကန်ကြီးဖြစ်နေတာပဲနော်ယာစီကုန်ကန်ကြီးဖြစ်နေတာပဲကျွန်တော်တရားစီလုံးနှီးပါအနေနဲ့ကျွန်တော်ဂျားထဲမှာလည်းအပြောင်းအချွေတွေပါလေလုံးလုံးမရတဲ့အချိန်မျိုးဆိုလို့ရှင်တော်တော်ကိုဒုက္ခရောက်မှာအခုဟာကတော့အရေးကြီးတဲ့ကာလကြီးမှာဖြစ်သွားတာဆိုတော့နည်းနည်းတော့လေရှင်းနာစရာပေါ့လေတကယ်တမ်းတွေးကြည့်ရရင် ဒီလိုအချိန်မျိုးကမထပါတော့အရေးကြီးပါတယ်ဆိုတော့ယူရိုပါလိဒီပါလိဆီမီဖိုင်နယ်တွေပါလိရှိတဲ့အချိန်မျိုးကအတင်းတွေတော်တော်ကိုအရေးကြီးတာလူတိုင်းကျွန်တော်လူတယ်ဗျအဲ့လိုပွဲမျိုးမှာဆိုတော့ဒီကိုဒါတော့ဒီယာဒီကုံထီတောင်မှလွဲသွားရနိုင်စွမ်းရှိနေပါတယ်အာမတ်ဒီယာလိုကတော့မကြခင်ပြန်ကစားနိုင်တော့မယ်ပေါ့နော်ဒါကတော့သတင်းကောင်းပါเนาะအတင်းတွေကသတင်းကောင်းပါဘာလို့လဲဆိုတော့ဒီအတင်းကဟိုယူရိုပါလိဆီမီဖိုင်နယ်ကြီးအတွက်ကျွန်တော်အာမတ်ဒီလိုပလေယာမျိုးတွေကိုကျွန်တော်လိုအပ်နေတယ် ်ဆိုတော့ကျွန်တော်တို့ဒီပထမအကြော်ကလေးကပါဝင်နေမှလည်းကြည့်ရမှာပေါ့လေအာမက်တို့လည်းနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဒီဒီလေးလည်းပြန်ပါနိုင်မှုနီးစက်နေပြီ Aiden Heaven ကတော့ ready မဖြစ်သေးဘူးလို့ကျွန်တော်သိရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ချင်းအပြင်အတင်းမှာခံစစ်ပြဿနာတွေဘယ်တော့ကြုံနေရတယ်လဲညီကတို့ကောင်းကောင်းတွေးနေတယ်ဆိုတော့ Amorin အတွက်တော့ဘောနော် Right Wing Bucks နေရာတနေရာကတော်တော်ကိုခေါင်းစားစရာဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီလိုမျိုးຢာတွေကိုသူလာမဲ့ဘုံမောင်းတဲ့ပွဲစဉ်ကဆလို့သူဘလို့ဖြည့်ရှင်းသွားမလဲဆိုတော့ကျွန်တော်တို့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် အရေးကြီးပါတယ်အရေးကြီးပါတယ်ကျွန်တော်တို့ဒီ semi final ကအရေးကြီးတယ်ဆိုပေမဲ့ဘုံပေါင်းတဲ့ပွဲစဉ်ကလည်းဖြစ်တယ်လို့သွားကစားလို့ကျွန်တော်မရဘူးအရေးကြီးတဲ့ကစားမတွေကိုတော့ကျွန်တော်ခြံနိုင်မှကျွန်တော်ရမယ်ပေါ့နော်ဆိုတော့ဒါတော့ရာဒီကုန်တိနားရတော့မယ့်အခြေအနေမျိုးကျွန်တော်ဂျုံသွားပြီးအမိုရင်ဘလောက်ထိကျွန်တော်တို့ဒါအကောင်းဆုံးဖြည့်ရှင်းနိုင်မယ်ထင်ကြတယ်ဆိုတော့ right wing back နေရာမှာဘယ်သူကစားအသင့်နေလို့ကျွန်တော်ထင်ကြတယ် Harry Amas ကိုပွဲထုတ်ပြီးလို့ရှိရင် Patrick Du ကို right wing back မှာထည့် Diamond ဆက်သွားတင်သလားဒါမှမဟုတ်ဘောနော်လူငယ်ကစားမလေးဖြစ်တဲ့ ကျွန်တော်တို့ဒီ Frederickson ကိုစန်နာဘက်မှာထားကစားပြီးတော့ကျွန်တော်တို့ Master Wido ဘာလို့ကို right wing back ဒီမှာလာမဲ့ပုံမောင်းတဲ့ပုံမှာနေရာပေးတဲ့လို့ထင်ကြလား Frederickson ကကျွန်တော်အမြင်ရတော့ကျွန်တော်ဒီတလောက်ဆိုလို့ရှိရင် Europa League မှာကန်လို့မရအောင်နေတူတယ်ရရင်တော့ဒါအသင်းတွေကเนาะအကောင်းဆုံးပေါ့ဗျာစောင့်တော့ကျွန်တော်ကြည့်ရမယ်ဆိုတော့ဒီကိုတားတော့ကိုရာဒီကုန်ကြီးကျွန်တော်လက်လွှတ်ရအောင်မဲ့အချိန်ကြီးမြေကြုံနေရပါတယ် ညီတို့ရောဘလို့မြညာလဲအလက်ရှိအတင်းရင် injury ပြဿနာတွေနဲ့ပတ်သက်လို့ဆွေးနွေးကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်မနေ့ပြန်မှာဆိုလို့ရင်နီးပြဖြစ်သူတို့ဘင်း MOD ရဲ့ press conference ကိုကျွန်တော်တို့က live သွားကြမယ်အဲ့ဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ